ချဲ့ရွှင်သနာကြမ်းကြွဆဆုပ်လန့်လျဲ့အံ့ဩအင်းညင်သောကိုနောအရသာထရဆင်မြမစာသင်ကြတဲ့အခါမှာအရသာ၉ပါးယသာ၉ပါးရှိတယ်လို့မှတ်ရမယ်ဒီယသာ၉ပါးအတူကောက်ကိုကျွန်တော်ချဲ့ရွှင်သနာကြမ်းကြွဆဆုပ်လန့်လျဲ့အံ့ဩအင်းညင်သောကိုနောအရသာဆိုပြီးတော့အတူကောက်ဖော်ပြပေးထားပါတယ်အဲဒီကိုမျိုးရဲ့ အရှိကတော့ချက်ချက်ခင်ရှင်ကြောင့်ဖြစ်ပေါ်လာတဲ့ချက်ချက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အရသာချွင်းကရေမောပျော်ရွှင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အရသာတဏကဂယုနာအဲကိုရှင်းစာတရားနဲ့သူ့အပေါ်မှာဝင်ပြီးတော့သူ့သူ့နေရာမှာဝင်ပြီးခံစားရတဲ့အခါရလာတဲ့အရသာနောက်တစ်ခုကကြမ်းတမ်းတဲ့အရသာကြမ်းကြွကျန်တယ်ကျန်တယ်ကျန်တယ်အရသာဆိုတော့ကျွန်တော်တို့ရုဒ္ဒရယတကျန်တဲ့ရစ်စစ်တယ်ဒီလိုအရသာကိုခံရတဲ့အခါမှာ ရုပ်တရအတခံစားရတယ်ကြွဆိုလို့ကြွဆိုရဲဝင်တကြွတယ်ရဲဝင်တကြွတော့ဝိရတာရဲဝင်နဲ့တကြွတဲ့အခါမှာဖြစ်ပေါ်လာတဲ့ယတဆစ်ဆုတ်ဝိပစ္စာယတဆစ်ဆုတ်ကဝိပစ္စာဝိပစ္စာဆစ်ဆုတ်ယွန်ရှားဖွဲ့ကောင်းတဲ့အရတာကိုဝိပစ္စာလို့ခေါ်တယ်ဆစ်ဆုတ် လန့်လျက်လန့်နေလန့်နေဆိုတော့ဘယနာကဘေးအန္တရာယ်ကိုကြောက်လန့်နေဖြစ်တဲ့အတွက်ကြောင့်ဘယနာကရတာအံ့ဩအပုတ္တရတာဖြစ်တဲ့အံ့ဩမှုကြောင့်ဖြစ်ပေါ်လာတဲ့ရတာအင်းငင်းသောတန်တရတာတန်တရတာဖြစ်တဲ့အင်းငင်းချမ်းသာမှုတည်ငြိမ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ရတာကိုတန်တရတာလို့ခေါ်တယ်ကဲဒီကိုနောအရတာရဲ့ရတာအရတာ၉မျိုးဖြစ်တဲ့ရတာ၉ပါးရဲ့အတူကောက်ရောအရှိကောက်ရောကို နားလည်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီဗီဒီယိုရသကိုပါဗီဒီယိုအပြည့်အစုံကို description ထဲမှာကျွန်တော်လင့်နဲ့ပေါ်ပြပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်